ော်တော်ဝမ်းနေတယ်ကျွန်တော်တို့ခုတော့မှစီးရရိုက်ဖို့ဆွေးနွေးလို့ရှိတယ်ဘူးလို့ဖြစ်တော့ဒီအနုပညာတဲ့တယောက်ကတေဂာနီတီကိုဒီအနုပညာစိတ်ကလေးကိုတော်တော်သူမွေးသွားပါတယ်ဘောရမြတ်ဦးကျောင်းတိုင်းကျောင်းဖြွေးပါဗျာ ျွန်တော်ဘီယာနှစ်ခွက်သုံးခွက်တောက်လိုက်ကြမှာသူကနှစ်ခွသုံးခွက်တော့အဓိကပြောရတော့အဲ့ဒီကအချိုတွေစစ်တောင်းနေတော့ကြတော့စီးချိုကြောက်ဖြစ်တာပေါ့အဓိကအဲ့ဒါပဲအဓိကတော့သူကပေးခြင်းကမ်းခြင်းနဲ့စိတ်လေးတွေရှိတယ်သူ့မှာသူ့မှာအဲ့ခုနကောင်းတဲ့စိတ်ပေါ့လေကောင်းတဲ့စိတ်အခုမှဘာသာရေးလုပ်တယ် တော့ခီးမထွက်ခင်သွားတွေးလိုက်မယ်ဆိုပြီးတော့သူ31ရက်နေ့မှာသွားပြီးတော့သူတွေးလိုက်တာအိမ်မှာအိမ်မှာသွားတွေးတာအဲ့သူရှစ်ထပ်အာတော့ကလမ်းနားမှာလမ်းတူအဲ့ဒီမှာတကူတကသွားတွေးရအောင်တက်သွားတယ်အဲကျွန်တော်မားမအထောက်ကူမလို့တက်သွားတယ်ဟိုကြတော့သူအိယာလေးကနေပြီးတော့ထားပြီးတော့ပြုံးပြုံးရှင်ရှင်လေးနဲ့နှုတ်ဆက်ပါတယ်အဲနှုတ်ဆက်တဲ့ရုပ်ရှင်အကြောင်းလေးပါလေးညာလေးပြောရင်းဒီအနုပညာတဲ့တယောက်ကတေကနီးချီကိုဒီအနုပညာစိတ်ကလေးကိုတော်တော် သူမွေးသွားပါလေနော်လူတိုင်းပုံမှန်လဲအမှုပြညာနဲ့ပတ်သက်ပြီးတော့သူအလုပ်တွေပေးခြင်းနေနော်သူလုပ်ငန်းလေးတွေလည်းသူလုပ်ခြင်းနေဆိုတော့ဆန္ဒကအမြဲတမ်းသူ့ကောင်းထဲမှာရှိနေကုန်ရနှုတ်ဆက်လိုက်တဲ့သဘောလေးဖြစ်သွားတယ်ကြာအမှန်တော့စိတ်မကောင်းကြဘူး အပြောရင်တော့ကျွန်တော်ဆရာပေါ့ဗျာကျွန်တော်ဆရာဆိုလဲဒါကိုနေကြရင်ကကျွန်တော်လက်ဦးဆရာပဲကိုစောမင်းနဲ့ကျွန်တော်ဒုတိယမှာတွေ့တာကိုစောမင်းကကောင်းတဲ့ကြိုက်တာဘာတခုရှိလဲဆိုတော့ဒီနေ့ချိန်ဒီအရက်မတော်ဘူးဗျာဟုတ်လားအေးကျွန်တော်အဲ့တခုတော့သူ့ကိုချီးကျူးတယ်ကျွန်တော်နဲ့ကျွန်တော်နဲ့လည်းတော်တွဲပြတာကျွန်တော်ဒီကိစ္စတော်တော်ဝမ်းနေတယ်ကျွန်တော်ခုတော့မှစီးရရိုက်ဖို့ဆွေးနွေးလို့ရှိတယ်အခုလို့ဖြစ်တော့ ။အဲသူကသူယောဂကိုမေးကြည့်တော့စီရောနှလုံးရောတော်တော်စုံပုံရတယ်။သူယောဂတော်တော်ခံစားနေရပုံရတယ်။သူယောဂခံစားနေရတာတော့တော်တော်လေးကြာနေပါပြီ။သတင်းလည်းကြားတယ်လေ။တော်တော်အဲ့ဒီယောဂရဲ့ဖီစီးတဲ့ effect ကသူတော်တော်ခံစားပြီးတော့သူ့ခန္ဓာကိုယ်ကမခံနိုင်တော့တဲ့ အချိန်တွေမှာရှိသွားလိမ့်မယ်။အဲ့ဒါဦးနဲ့တွေ့တဲ့အခါကျတော့သူနောက်ဆုံးအာယူနေတဲ့အချိန်လေးပဲနောက်ဆုံးအချိန်လေးပါပဲသူထင်ပါတယ်။ကြောင်တိုင်းကြောင်ကြောင်သူကတော့အဲ့လိုမျိုးပါပဲသူကတော့ ဟိုလူတိုင်းဟိုအဲ့လိုမျိုး तू तू အကြီးကတော့ तू ပေးခြင်းကမ်းခြင်းတဲ့စိတ်လေးတွေရှိတယ်သူ့မှာသူ့မှာအဲ့ခုနကောင်းတဲ့စိတ်ပေါ့လေကောင်းတဲ့စိတ်အသူ့မှာဘာသာရေးလုပ်တယ်နောက်တစ်ခုအဲ့လိုမျိုးပေါ့ပေးခြင်းကမ်းခြင်းတဲ့စိတ်လေးတွေရှိတယ်အဲ့လိုမျိုးပေါ့ဟိုကျွန်တော်တို့ဆိုလို့ရှိရင်တကယ်တမ်းပြောရင်တော့ तू နဲ့ကျွန်တော်နဲ့ writer တက်တန်းချင်းတူပဲမဲ့ဟိုတကယ်တမ်းနာမည်ကျတော့ तू ကကျွန်တော်တဲ့ပို့ပြီးတော့နာမည်ရှိတယ်လေ thank you င်းနဲ့ခုမင်းသားရဲ့ရိုက်ခတ်တော်များရှိပါလားကျွန်တော်တို့ဒီပထမဆုံးကိုမြင့်မြတ်ကအပြေပေါ်ကျူးအာကျွန်တော်တို့အတန်းပေါ်လေကျွန်တော်ကိုနေချောင်းပါတယ်ပြီးရင်အခုကိုမြင့်မြတ်မတင်သေးတဲ့အာလမ်းပေါ်ကနန်းတော်တင်မကြံသေးတယ်ဟိုကိုသားငယ်နဲ့၃နဲ့၄ဆောက်ကျွန်တော်မပြီးလိုက်ဘူးပေါ့ကျွန်တော်မပါသူတို့လက်ကြီးဆက်ပြန်ရိုက်တယ်မိုင်မဲချစ်တော့ကျွန်တော်မပါဘူးပေါ့ကျန်တဲ့ကားထဲမှာကျွန်တော်ပါတယ်အခုကပြောရရင်သူကရင်းမသွားတော့ကျွန်တော်တို့ဥပမာဇကာတကာရိုက်တော့ ဟိုညနေပိုင်းပြီးသားပြီရှူတယ်မှာထပ်ပြီးတော့ပြီးရောညနေပိုင်းမှာခုနကပဲစဉ်းစားလေရှင်းကြမယ်မနေ့ကတော့ဘာကြီးလုံးမယ်ဆိုကျွန်တော်တို့ကဘီယာတောက်နေချိန်မှာသူကရှက်တယ်ပဲတော့အချွေးပေါ့ဗျာကျွန်တော်ဘီယာနှစ်ခွက်သုံးခွက်တောက်နေချိန်မှာသူကနှစ်ခွသုံးခွလောက်တောက်အဓိကပြောရတော့အဲ့ဒီကအချိုးတွေစစ်တောင်းနေတော့ကျတော့စီချိုရောကဖြစ်တာပေါ့အဓိကအဲ့ဒါပဲအစီချိုပြလို့စီချိုရဲ့ site ဖက်တယ်ကိုနှလုံးမှာထက်ထိတာအခုနှလုံးကြတော့လဲနှလုံးရတန်ပေါ့နှလုံးခုံလုံးတွေမမှန်တာတွေဖြစ်ပြီးတော့အခုကလဲအဲ့ဒီ site ဖက်တော့ ကြာတော့ကြာအဲ့ဒါပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဗီနာလို့ကြည့်ပါကျွန်တော်တို့ကတော့ကိုယ့်ရဲ့တငယ်ချင်းဖြစ်တဲ့ခါကျတော့ကောင်းရမွန်ရောက်ပါသေးရောက်လဲရောက်မှာပါပေါင်းဆိုတော့သူကတော့ခုနပြောလို့ပေါ့နော်ဟိုကျွန်တော်နဲ့ဟိုတလောကတောင်မှ ID ပါလဲ18မိုင်လားမသိအဲ့မှာဖုန်းကြောင်းမှာဖုန်းကြီးသွားဝတ်တည်ရလေဖုန်းကြီးသွားတော့ကျွန်တော်ရောက်ခွဲပါသေးတယ်အဲ့လိုမျိုးအဲ့လေဖုန်းကြီးဝတ်တည်တယ်သူကလည်းအဲ့လိုမျိုး ဘုန်းကြီးသွားဝတ်တယ်အဲ့လိုမျိုးပေါ့သူကဘာသာရေးလုပ်ပါတယ်အဲ့တည်းတကြောင်ဒီကောင်းရမောင်ကတော့ရောက်မှာပါလို့ကျွန်တော်တို့ကယုံကြည်ပါတယ်ခင်ဗျဟုတ်ဟုတ်ဒါပြင်နေသူရခုနပြောတယ်ကျွန်တော်ပြောလို့ပေါ့ကွာဒီဘက်ခင်မှာရဲမသာဘူးဆိုတော့တိလားတစ်ခုလုံလာနေပဲဟုတ်ကဲ့ပါကျွန်တော်ဆရာကောင်းရဖို့မရောက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်